မတင်နာကြပြီเนาะ post လေးတွေမတင်နာကြတော့ဒီနေ့ collective reading လေးပြန်လုပ်ပြလိုက်တယ်ပြန်လုပ်ပြလိုက်တယ်ဆိုတော့ဒီက post အသစ်ကို page အသစ်မှာစပြီးပထမဆုံးလုပ်ပြတဲ့ reading ပေါ့เนาะ collective reading လေးရဲ့ခေါင်းစဉ်ကအဲတင်ချေရတဲ့တစ်ဖက်သူပေါ့เนาะတင်ချေရတဲ့တစ်ဖက်သူဆိုပြီးတော့ collective reading လေးလုပ်ပြထားရတယ်အရင်ဆုံး energy check เนาะ energy check ကိုဒီ၃ကံနဲ့လုပ်ပြမယ်ဒီ၃ကံနဲ့ ဖက်ကြည့်လို့ energy ကိုက်တယ်ဆိုရင်ဒီ reading ကိုဆက်ကြည့်ပါတကယ်လို့ဒီ reading ဒီ၃ချက်နဲ့မကိုက်ဘူးဆိုရင်ဆက်မကြည့်နဲ့ပေါ့နော်အဲ့တော့ personal reading မဟုတ်တဲ့အတွက်လူတိုင်းနဲ့ကိုက်ညီမှာမဟုတ်ဘူးအဲ့တော့ဒီ reading မှာဒီလိုလားတော့ဟိုလိုလားတော့မေးတယ်ဆိုလို့ရှိရင်ကိုက်ညီချင်းမကိုက်ညီမဲ့တီးတဲ့ personal reading မေးခြင်းရေနော်ဆက်သွယ်လို့ရတဲ့နေရာတွေအဲ Facebook page Viber Telegram နံပါတ်တွေရေးထားပေးပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်အရင်ဆုံး energy check လို့ကြည့်ရအောင်နော် indecision เนี่ยเนาะဒီအချိန်ဒီ reading ကိုလာကြည့်တဲ့သူလေးတွေကလက်ရှိအချိန်တွေမှာတခုခုကိုဆုံးဖြတ်ဖို့အတွက်မပြတ်မသားဖြစ်နေတာမျိုးเนาะမဆုံးဖြတ်နိုင်ဆုံးဖြတ်ချက်မချနိုင်ဒီမှာဆိုလို့ရှိရင်ဒီကလမ်းစုံလမ်းစုံလမ်းကွာလေးမြင်နေရပြီဘယ်လိုသွားမှန်းမသိဘူးเนาะဒီဘက်ကိုသွားမှလားဒီဘက်ကိုသွားမှလားဒီဘက်ကိုသွားမှလားဒီနောက်မှာပဲရက်နေရမှာလားဆိုတာကိုမဆုံးဖြတ်နိုင်မယ်ねအဲ့မှာဦးချောင်ကြားရိုက်နေရပါတော့အဲ့မှာ you are afraid to make a mistake တဲ့မှာလမ်းမှားကိုရွေးမှာမှားရင်းလုံးမိသွားမှာကို ကြောက်နေတယ်ပဲเนาะ so you won't commit either way ဘယ်လမ်းအောင်မှမရွေးဘူးအဲ့လိုဖြစ်နေရတယ်ဥမာအဲရွေးချယ်စရာလူနှစ်ယောက်ရွေးချယ်စရာအခွင့်အရေးနှစ်ခုဒါမှမဟုတ်ဒီလူနဲ့ပဲရှေ့ဆက်မှာလားပြက်မှာလားဒါမှမဟုတ်ဘာလောက်ရမလဲပေါ့เนาะအဲ့လိုနှစ်ခုအကြားမှာအဲတေချာတိကြတဲ့လမ်းကြောင်းကိုရွေးဖို့အခြေအနေကိုရောက်နေတယ်ဒါပေမဲ့ဘာမှမရွေးနိုင်ဘူးရွေးလိုက်လို့ရှိရင်မှားသွားမှာအောင်ဆုံးအဲမှားသွားမှာအောင်စိုးရိမ်နေတဲ့အတွက်ကို indecision ဆုံးဆုံးဖြတ်ဖို့ခတ်နေတဲ့အခြေအနေမှာကြုံနေရတယ်တဲ့เนาะ collective လေးတွေကဒီ energy နဲ့ kait တယ်ဆိုရင်ဒီ reading ကိုဆက်ကြည့်လို့ရတယ်နောက်တစ်ခု too passive တဲ့เนาะ too passive is take initiative to meet someone and to keep the passion ignited โอ้အရင်လိုက်ရောပေးနေရတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့တစ်ဖက်သူရဲ့အချစ်ကိုရဖို့ပဲဖြစ်ဖြစ်တစ်ဖက်သူရဲ့အသီးအမွှတ်ပြုမှုကိုရဖို့ပဲဖြစ်ဖြစ်ကယူဆိုင်မှုကိုရဖို့ပဲဖြစ်ဖြစ် အရန်ကိုမျက်နှာချိုသွေးပြီးတော့လိုက်ပြီးတော့ဟိုပတ်သက်နေရတယ်ဆိုတဲ့ပုံစံမျိုး2 passive ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေ့ရတယ်နော်အဲ့တော့ take initiative to meet someone နော်လူတယောက်ယောက်ကို တွေ့ဆုံမှုအတွက်ကိုအဲအစာပြုနေတာမျိုးနော် to keep the passion ignited အဲ့တော့အချစ်ချင်းမေတ္တာတွေရရှိဖို့အတွက်ကို အစာပြုနေတာဆိုတဲ့ပုံစံမျိုးလေးတွေဒီအချို့ collective လေးတွေမှာတွေ့ရတယ်လို့ပြောထားတယ်နော် နောက်တစ်ခုက walking away တဲ့အဲတချို့တော့ collective လေးတွေကလက်ကျန်ဟိုငလျင်စကိုင်းငလျင်ကြောင်းင်းနေတော့တူတယ်နော်ကြောက်စရာငလျင်ပြည့်ရွေးနေတော့တူတယ် you live too quickly when things get challenging stay and try to walk it out တဲ့အဲ့တော့အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာတဲ့တရအလွယ်တကူစိတ်ပြတ်အားလျော့သွားပြီးတော့မြ мян နောက်ဆုတ်သွားတယ်ပေါ့နော်အဲ walking away ထွက်ခွာသွားတယ်ပေါ့ဒီ ဟိုအခက်အခဲတွေကြုံလာတဲ့အခါမှာရှေ့ဆက်တိုးပြီးတော့ရဲရဲရင်ဆိုင်ပြလိုက်မယ်။ဘာဖြစ်ဖြစ်ပြီးသွားဖို့ကအရေးကြီးတယ်ပေါ့နော်။ကိုနစ်နိုင်လဲနာမယ်။ကိုအဆင်ပြေလဲအဆင်ပြေတော့မယ်။ပြီးသွားဖို့အတွက်ရှေ့မှာရင်ဆိုင်စရာချက်လက်ရှိနေတဲ့ဟာကိုတင်ရရင်မဆိုင်မင်းနဲ့နောက်ပြန်လှည့်ပြေးသွားရဲဆိုတဲ့ပုံစံမျိုးလေးတွေရှိတယ်တဲ့နော်။ဒါအဲ့အချို့ collective လေးတွေကအဲ့လိုမျိုးအကြောင်းအရာတစ်ခုခုကိုကိုသတင်းကြားလိုက်တယ်ပဲထားပါတော့။တိလိုက်တဲ့အခြေအနေတစ်ခုခုကိုတန်တရားရှိနေတယ်ဆိုရင် ပုတ်ပွေလင်းလင်းမေးလိုက်တာမျိုးသိရအောင်လုပ်လိုက်တာမျိုးကိုယ်တိုင်တန်တရားရှိနေလို့ရှိရင်လည်းအဲ့ဒီကိုယ်တိုင်တန်တရားရှိနေတဲ့ကိစ္စကိုဖွင့်ပြီးမေးလိုက်တာမျိုးမလုပ်ဘဲနဲ့အဲ့လိုမေးလိုက်တော့မှကိုမထင်နာတာကြီးဖြစ်လာရင်ကိုမသိချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နောက်ဆုတ်သွားရတယ်ပေါ့နော်အဲ့လိုမျိုးမပွင့်မလဲပုံစံမျိုးတွေရှိတယ်လေနော်ဒီလိုမျိုးလေးတွေပြောထားတယ်အဲ့တော့အောက်မှာဒါ terror cat တွေကို pack package 3ပေါ့နော် package 3မှာမေးထားတဲ့ အဲမေးတဲ့မေးခွန်းတွေကိုဆွဲတဲ့ spread ပေါ့နော်ဒါကို self dispress လို့ခေါ်တယ် self dispress လေး ਨੇ ဟောထားပေးတယ်တင်းနဲ့တင်းရဲ့တင်းချရဲ့တစ်ဖက်သူ ਨੇ ဘာတွေဖြစ်ထားလဲဘာတွေဖြစ်နိုင်လဲ၃လအတွင်းမှာဘာဆက်ဖြစ်မလဲဆိုတာကိုဒီကတ်လေးတွေနဲ့ကြိုပြီးတော့ဆွဲထားပေးတယ်ပေါ့နော်ဒါကတော့နောက်ဆုံးမှာ angel အဲ tarot card လေး oracle ဒါရီ oracle card တွေပေါ့နော် oracle card တွေကဒီကတ်ထုပ်၅ခု ငါးခုကနေပြီးတော့တက္ကစီဆွဲထားပြီးတော့ universe message တို့ပါတော့နဲ့ပတ်သက်ပြီးတော့တည်တင်တာလေးတွေမိထားပေးတယ်အရင်ဆုံးကတ်တီပြန်လှန်လိုက်မယ်เนาะပြန်စီလိုက်အောင်အဲအရင်ဆုံး collective လေးတွေရဲ့အကြောင်းကိုအရင်မိခိုးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်ရအောင်เนาะဆိုတော့ဒီပိုင်းလေ night of source night of source နဲ့ two of wands เนาะဆိုတော့ collective လေးတွေကအခုအချိန်မှာအဲတစ်ဖက်သူနဲ့เนาะပြောဆိုဆက်ဆံရမှာအဆင်မပြေမှုတွေเนาะ ဟိုလေပေးမတက်ဘူးဖြစ်နေရပေါ့နော်စကားတစ်ခုခုဖြစ်တာ ਨੇ ရံဖြစ်ချင်းနေတဲ့စကားတွေများရတယ်အဲကိုဘာပြောပြောတစ်ဖက်သူကလည်းအကောင်းမမြင်ဘူးဒါမှမဟုတ်လို့ရှိရင်တစ်ဖက်သူကိုဘာပြောပြောကိုယ်စိတ်ထဲမှာမယုံဘူးတန်တရားတွေများနေတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ တဖက်သူကလည်းအခုချိန်မှာတခြားတယောက်ပေါ့နော်တပ်ပါတီရှိနေတာမျိုးเนาะ2 of 1ဆိုတဲ့အတွက်တခြားတဖက်ကိုစိတ်ပါနေတယ်လို့ကိုကနေပြီးတော့တန်တရာတွေဝင်နေတယ်အခုချိန်မှာเนาะဒါကလက်ရှိဖြစ်နေတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ပြထားတာပေါ့เนาะပြီးတော့2ယောက်ကြားထဲမှာမတိတဲ့ကိစ္စရဲ့ပြဿနာဒါမှမဟုတ်အရင်ကန်ကိစ္စ8 of 1ဒီ collective တွေဒီ reading လာကြည့်ရတဲ့သူတွေက အဲဒီအခုတွေးထားတဲ့သူတစ်ဖက်သူပေါ့နော်ကို ကောလက်တက်လေးတွေရဲ့ခြေရတဲ့သူဆိုတာနဲ့ပတ်သက်ပြီးတော့ကိုကောလက်တက်လေးတွေဘက်ကနေပြီးတော့စထားတာမကြသေးတဲ့ RS တစ်ခုကိုအဲလာ AIS နဲ့ပတ်သက်ပြီးလာကြည့်တဲ့သူတွေများမယ်ပေါ့နော်လူတွေအများကြီးရှိမယ်ကွာ RS နဲ့ပတ်သက်ပြီးကြာနေတဲ့သူတွေအိမ်တော်ပြူတာပြီးသားလူတွေလည်းဖြစ်နိုင်တယ်လို့အများစုပေါ့ဒီလာကြည့်တဲ့ percentage ကလူအများစုက RS ကိုအစထားတာ အဲ8ဆော့ဘွဲစနေဂျီနဲ့ပုံပုံတွေတွေပဲရှိသေးတယ်တိတ်မကြသေးဘူးအဲဟိုကိုဘက်ကနေပြီးတော့ချင်းမြစ်တာတွေဆေးအထက်တန်မှုတွေဒီလူအပေါ်မှာအပြည့်အဝနှိမ့်မြုပ်ပြီးတော့အဲချစ်ချင်းမြစ်တာတွေထက်တန်နေတဲ့အခြေအနေမျိုးပဲရှိသေးတယ်လို့ပြထားတယ်နော်အဲ့တော့အစကလေးရလဲနော်နှစ်ယောက်သားစပြီးတော့ပတ်သက်တဲ့ကဒီဒီသူကိုနော်ကိုယ့်ရဲ့ဒါကနဲ့ အဲဖူးစာဖတ်တဲ့သူပဲသူနဲ့ပဲငါလက်ထပ်ရမှာပဲငါရဲ့ဖူးစာရှင်ပဲဆိုပြီးတော့ယူဆလိုက်တယ်တဲ့เนาะအတိတ်မှာကလည်းအဲ့လိုမျိုးစပြီးတော့တတ်မှတ်လိုက်တယ်ဗောနောယောက်ျားလေးရဆိုလို့ရှိရင်အာဒီကောင်မလေးကတော့ငါငါအတွက်ထားဟိုဖူးစာဖတ်ပေးတဲ့သူပဲငါနဲ့ right person ဗောနောငါသူနဲ့ဆိုရင်တာယာမိသားစုဘဝလေးကိုတိဆောက်လို့ရမယ်အဲ့လိုမျိုးတွတ်လိုက်တယ်ဗောနောယောက်ျားလေးဆိုလို့ရှိရင်အဲ့လိုတွတ်တယ်မိန်းကလေးတွေဆိုလို့ရှိရင်လေအာဒီကောင်လေးကအားချစ်သူကငါ့ရဲ့အေးအေးဒီတသက်လုံးအထိခိုင်မာတဲ့ဘဝလမ်းကြောင်းတစ်လျှောက်လုံးစာနဲ့ ဒီတပန်တက်တဆုံအထီပေါ့နော်အဲဒီလူအဲ့လိုမျိုးရည်ရွယ်လိုက်တယ်ပေါ့နော်အတိတ်မှာကလည်းအဲ့လိုမျိုးရှိတယ်အဲဒါကဒီပြီးတော့ queen of swords နော်နောက်ပိုင်းမှာကွတ်လို့လွှမ်းမိုးချုပ်ကင်မှုတွေနော်ညာလာတယ်ဟိုဒီလိုစောစောအဲ့လိုမျိုးပေါ့နော်ပေါ့ပေါ့ပါပါသဘောမျိုးမဟုတ်တဲ့အခါကျတော့ဟိုကရေရှည်အထီအခိုင်မာကြီးအတီးတန်းကြီးတွေတွေးလိုက်တဲ့အခါမှာ queen of swords energy နဲ့နော်တစ်ဖက်သူကိုက ပိုင်ဆိုင်ခြင်းနဲ့ထိ ंछ ုပ်ခြင်းလာတဲ့တခြားသူတွေကိုမပေးခြင်းတော့တခြားသူတွေနဲ့ပတ်သက်ပြီးတော့ကိုယ်စီမှာပဲအချိန်ပြည့်ကိုယ်စီမှာပဲအချစ်ချင်းမေတ္တာအပြည့်ကိုယ်ပဲဂရုစိုက်စေခြင်းတာမျိုးကိုယ်ကိုတခြားလို့ဆက်သွယ်စေခြင်းတာမျိုးအဲ့လိုမျိုးဖြစ်လာတယ်ဘာလို့ကိုယ့်ဘက်ကနေပြီးတော့ဟို queen of swords ဆိုတဲ့အတွက်ကိုယ့်ဘက်ကလည်းအပြည့်အဝအချစ်ပေးသလိုကိုယ်ကိုလည်းအပြည့်အဝမချစ်ပေးဘူးဆိုလို့ရှိရင် ကိုကအဲ ပို့ပြီးတော့လောဘတွေကြီးလာမိတယ်ကြီးလာမိရတော့တစ်ဖက်သူပို့ပြီးတော့ချုပ်ချုပ်ချယ်လာမိတယ်เนาะအဒေါသတွေပါလာတဲ့အတွက်အစင်မပြေတော့တဲ့ဆက်ဆံရေးတွေဖြစ်လာမိရတယ်เนาะကြုံလာရတယ်ဗောနော်အဲ့လိုမျိုးလေးတွေတွေ့ရတယ်အဲ့တော့ဒီကနှစ်ခုအောက်ကနှစ်ခုအဒီပဲလေးလေးနဲ့ရွှေ့လိုက်မယ်နော်အောက်ကနှစ်ခုအလုံးပြီးမှပတ်မယ်ဗောနော်အဲ့တော့အဲ့လိုတွေပြဿနာဖြစ်လာတဲ့အခါမှာ four resource နော် four resource ဆိုတော့နှစ်ယောက်ကြားထဲမှာနာကျင်မှုတွေပေါ်ပေါက်လာတယ်နော်နာကျင်မှုဆိုတာလူလူကဟိုလူချင်း physically ဒဏ်ရာရအောင်လုံးဝမဟုတ်ဘူးပေါ့နော်စိတ်ဒဏ်ရာတွေပေးမိလာတယ်စိတ်ဒဏ်ရာတွေရလာတယ်ကိုကလုတ်တလို့သူကပြန်ပြီးတော့ကို့အပေါ်မှာအပြည့်အဝမချစ်ပေးတဲ့အခါမှာပို့ပြီးတော့ဂယုမဆိုင်တာပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲခန်းစားချက်တွေကို့ပေးတလို့တွေမရတဲ့အခါမှာဟို တနှုံနှုံလေးဖြစ်လာပါတော့တစ်ဖက်သူကလည်းမလွတ်လက်တော့ဘူးဆိုတော့တို့နှစ်ယောက်ကြားထဲမှာလေခဲတဲလေးဘာမှမဟုတ်တဲ့ပြဿနာလေးကနေအဲ့လောက်နော်ဟိုပင်အဲ့လောက်ရှိတဲ့ပြဿနာလေးကနေပစိန်နဲ့တစ်ခေါက်လောက်တဲ့အထီးပြဿနာလေးကြီးလာခဲ့တယ်နော်အဲ့တကွာကင်းတော့ကပ်စ်နော်အဲတကယ်တော့ချစ်ချင်းမြတ်တာမရှိဘူးမဟုတ်ဘူးသူ့ဘက်မှာလည်းချစ်ချင်းမြတ်တာရှိတယ်ကိုယ့်ဘက်မှာလည်းချစ်ချင်းမြတ်တာရှိတယ်เนาะတယောက်နဲ့တယောက်ကိုဟိုနားလည်မှုတွေဟိုဘယ်လိုပြောမလဲ ပွင့်လင်းမှုတွေမရှိဘဲနဲ့ဟိုကိုကူကိုဖြစ်ချင်တာကိုပဲဦးစားပေးနေမိတဲ့အခါမှာဒီချစ်ချင်းမြတ်တာတွေကိုဒီဘယင်နဲ့ဘယင်မ energy ဖြစ်သွားတာပေါ့နော်ဘယင်ကချစ်ချင်းမြတ်တာတွေအပြည့်နဲ့အေးအေးဆင်းဆင်းနေချင်တယ်ဘယင်မမရဘူးငါ့ကိုပဲချစ်ရမယ်ငါမကပဲမဟုတ်ငါဒါနဲ့ကုန်ပါအဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာဘယင်နဲ့ဘယင်မနဲ့အားပြိုင်လာတယ်မာနတွေပြိုင်လာတယ်ချစ်ချင်းမြတ်တာတွေပြိုင်လာတဲ့အခါမှာအဆင်မပြေတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတယ် တကယ်တမ်းဖြစ်နေတာကတော့ page of pentacles เนาะ page of pentacles အစာနေပြီးတော့ပြန်စရရင်မဖြစ်ဖြစ်ဟိုဘလောက်ပဲကြာကြာအေးအေးချမ်းချမ်းလေးနဲ့ခိုင်ခိုင်မာမာ ဖြစ်တဲ့အခြေအနေလေးကိုပြန်ရခြင်းပဲဘောနော်အခုလိုမျိုးဟိုတိုင်းပြည်ပြည်ကြီးတွေဖြစ်ပြီးတော့ပြည်မိုင်းနဲ့ပြည်နဲ့စစ်ခင်းနေမယ်အစာကိုယ့်ဘာကိုလက်လုံးလက်စားဘွားလေးနဲ့စင်စင်ရဲရဲလေးတနေ့ကိုပတ်စံလေးနည်းနည်းပါးပါးပဲရရင်တော့ လင်မယားလေးမိသားစုလေးတွေအေးအေးဆေးဆေးလေးနေလို့ရန်တော်ပါပြီဆိုတဲ့ပုံစံမျိုးဟိုပြန်ပြီးတော့အခုချိန်မှာမျောလင့်နေတာမျိုးတွေရှိတယ်ဒါပေမဲ့လက်တွေကလုံးကုန်ပြီပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့ဒီ၃လအတွင်းမှာဒီ collective lady နဲ့တစ်ဖက်သူကိုရှေ့ရတဲ့သူကဘာဖြစ်မှာလဲ၃လအတွင်းမှာဖြစ်မှာလဲဆိုရင် the star เนาะဘယ်လေးဒါရပိတ်ထားမယ် အဲ့တော့ဆူဆူတောင်းတဲ့ collective လေးတွေကတဖက်သူနဲ့ပြန်ပြီးတော့အစဉ်ပြေဖို့ညှိနှိုင်းဖို့အတွက်ကို manifest တွေလုပ်တဲ့ဆူတောင်းတဲ့ကိုယ့်ဘက်ကနေလည်းအဲကိုယ့်စိတ်ကိုပြန်ပြီးတော့တည်ငြိမ်အောင်လို့ဆူတောင်းမြေတာတွေပို့တယ်လို့မျိုးစိတ်ကိုတည်ငြိမ်အောင် balance ဖြစ်အောင်ပြန်ပြီးတော့ထိန်းချုပ်ပြီးတော့အဲအစဉ်ပြေအောင်ပြန်လုပ်နေတာမျိုးတွေဖြစ်လာလိမ့်မယ်နော်အဲ့လိုမျိုးလုပ်ရတာနေတဖြည်းဖြည်းနဲ့ဒီလို4 of the six sockets ပေါ့နော် တယောက်နဲ့တယောက်အပြစ်တွေကိုသင်ပုံးချေပြီးတော့ပြန်လဲပြီးတော့အအစအစတုန်းကအခြေအနေပေါ့နော်ဒီဒီလိုဘယင်းနေစစ်ခင်းနေတဲ့အခြေအနေမျိုးတွေမဖြစ်ခင်အခြေအနေတာယာတဲ့ချစ်ချင်းမြတ်တာလေးတွေနဲ့လွေထွေးတဲ့เนาะခိုင်မာမှုတွေဘာတွေညာတဲ့အကြီးအကျယ်ကြီးတွေဘာတွေမတွေးခင်အချစ်ချင်းမြတ်တာအစအခြေအနေလေးကိုပြန်လဲပြီးတော့ရန်ပြန်ရောက်ရှိလာတာမျိုးလေးတွေတွေ့ရလိမ့်မယ်လို့ပြောထားတယ်เนาะအဲ့တော့အဲ့ဒါကို plan ထပ်ပြီးတော့ clarify လုပ်လိုက်မှာပေါ့နော်၃ကတ် တုတ်ကကရဖက်လောက်တဲ့ခါမှာအဲ့တော့ particles ရဲ့အဲ့တော့ salt ရဲ့ nine dot salt ရဲ့ဆိုပြီးဓာတ်တွေเนาะအဲ့တော့ဒီအခြေအနေကိုခိုင်မာဖို့အတွက်เนาะဒီနေရာရဲ့အခြေအနေဒီတည်မြဲဖို့အတွက်ကစ조사ဖို့လိုတယ်ဆိုတဲ့ဟာမျိုးပြောထားတယ်เนาะသေသေချာချာနှစ်ဖက်လုံးကနေပြီးတော့ဒီမှာစိတ်ရောကိုယ်မှာနှိပ်ပြီးတော့조사ဖို့เนาะအဆင်ပြေအောင်ညှိနှိုင်းဖို့နှစ်အောင်လုံးဘက်ကနေ조사ဖို့လိုတယ်အဲ့ဒါမှသာအဲ့လိုအဆင်ပြေလိမ့်မယ်ဆိုတာမျိုးပြောထားတယ် အဲပြီးလို့ရှိရင်ဒါတွေကတော့ရှော့ရမယ်ဟာတွေပေါ့နော်အတွေးတွေများပြီးအတွေးထဲမှာပဲလှောင်ပိတ်နေတာမျိုးမယုံထွက်နိုင်တာမျိုးเนาะတန်တရားတွေကြောင့်မို့လို့ဒီမှာဓာတ်တွေပလဲဝိုင်းတာပြီးကိုကိုကိုဒီချုပ်တီးချုပ်နှောင်မိနေတဲ့ပုံစံမျိုးတွေတွေကနေထွက်ဖို့เนาะ eight of source energy နဲ့ပြောထားတယ်နောက်တစ်ခုက nine of source ဒါလည်းအလိုပဲเนาะဓာတ်တွေအရင်များတယ်เนาะဓာတ် energy ဓာတ်ကတ်တွေကြီးပဲများတယ်အဲ့တော့တစ်ဖက်တည်းဒါမှမဟုတ်လို့ရှိရင်ဒီ collective လေးတွေထဲမှာ air sign တွေများလိမ့်မယ်เนาะ labra လီဘရာရီအဲဘာရှိသေးလဲနော်လီဘရာ energy ပေါ့နော်အဓိကက air sign တွေတို့မှာလီဘရာ energy တွေပို့ပြီးတော့တွေ့ရတယ်အဲ့တော့အတွေးတွေအာယုံတွေများနေတတ်တယ်ကိုယ်အတန်တရားတွေများနေတတ်တယ်ညာဘက်တွေမတွေးပါနဲ့မအိပ်ဖဲနဲ့ရှောက်ပြီးတော့မပူလောင်ပါနဲ့မတွေးဟိုဘယ်လိုခေါ်မလဲတက်နိုင်သလောက်တွေးလေတန်တရားတွေများလေပောက်ကရရလျှောက်လို့မိလေးပဲပေါ့နော်အဲဘယ်လိုခေါ်မလဲ ကာယကဝစီကမနောကံဆိုပြီးပေါ့နော်တွေးတယ်တွေးပြီးသွားလို့ရှိရင်အဲ့ဒါကိုအကောင့်တွေပေါ်တယ်အကောင့်တွေပေါ်ပြီးကိုတိလက်ရောက်တွေဖြစ်လာတဲ့ခါမှာပြဿနာတွေကပိုကြီးလာတတ်တယ်ပေါ့နော်အဲ့ဒါတွေကဒီသုံးကက်ကကြတော့သတိထားမဲ့ဟာတွေပြောတယ်ဒီသတိထားမဲ့ဟာတွေကိုကိုကသတိထားပြီးတော့ကိုဘက်ကရှော့တင်တာရှော့လိုက်ရောတင်တာလိုက်ရောညီမြအောင်ဘယ်လန့်စ်လောက်နိုင်မယ်ဆိုရင်သူနဲ့ကဒီလိုအခြေအနေလေးတွေသုံးလာကြလို့ရှိရင်ပြန်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောထားတယ်နော်အဲ့တော့ universe ကဘာကြံဉာဏ်ပြီးခြင်းလဲပေါ့နော် universe message လေးကိုကြည့်လိုက်တဲ့အခါမှာ left oracle soulmate တဲ့ဒီကက်ကလေးဒီမှာကြည့်အောင်အဲတွန့်လိန်နေရကလေးလေးတွေဆွဲချလိုက်ဖေးနဲ့တက်ထိုင်လိုက်ခုံချားတဲ့ညက်လိုက်နေအဲ့လိုဘွားလေးရောက်သွားအဲ့ဒါမိဘူးတိုက်ထားတယ်လားအဲ့ဒါမိဘူးတိုက်လို့အလောက်ပြန်သွားကြည့်ထားပါတော့ဗဆိုမိတ်တဲ့နော်ကိုနဲ့ဒီ collective lady တွေအများစုပေါ့နော်လူများစုရဲ့တစ်ဖက်သူကတဲ့ဆိုမိတ်တွေဖြစ်တယ်တဲ့နော်ဆိုမိတ်တွေဆိုတာက အဲချစ်သူရည်စားမှာမဟုတ်ဘူးတယောက်နဲ့တယောက်နားလဲပြီးမှုရှိတယ်เนาะကိုတယောက်ကိုတယောက်စိတ်ချင်းနားလဲတယ်အပေးယူရင်းရတယ်ဖွင့်ပြောနေစရာပါဇက်ကနေတောင်းမှပေးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့တယောက်တယောက်အလိုက်တတိနဲ့ဖြည့်စီးဖြည့်ဆွမ်းနားလဲပြီးတော့ဖေးမကူညီတတ်တာကိုစိုးမိတ်လို့ခေါ်တယ် စိုးမိတ်သည်မိသားစုထဲမှာလည်းအဖေအမေလည်းကိုယ့်ရဲ့စိုးမိတ်လို့ပြောလို့ရတာမျိုးတွေရှိတယ်အချို့အဖေအမေတွေတာသမီးတွေညှိနှိုင်းလို့မရဘူးစကားပြောဆိုလို့မရဘူးဒါပဲငါမိဘဆိုရင်ငါဒါလောက်ရမယ်ဆိုတဲ့အမိန်မျိုးတွေချတာမျိုးတွေရှိတယ်အချို့ကကြတော့ကိုယ်မိဘပဲမယ်လေတကယ်ချင်းလိုမျိုးကိုယ်နားလေတယ်ညှိနှိုင်းလို့ရတယ်အဲ့လိုမျိုးစိုးမိတ်တို့ခေါ်တယ်တကယ်ချင်းထဲမှာလည်းစိုးမိတ်ဖြစ်နိုင်တယ်ချစ်သူကြီးစားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ်နဲ့ဒီတစ်ဖက်သူကအဲ့စိုးမိတ်ဖြစ်တတ်တယ်တဲ့နော်တယောက်နဲ့တယောက်ကဟို မတဲ့မတဲ့အတူနေမခေါ်မမြင်ရချောင်းကြည့်အဲ့လိုမျိုးပေါ့နော်အဲ့တော့ soul connection เนาะစိတ်ချင်းဆက်ဆက်သွယ်နေရမျိုးတွေရှိတဲ့တဲ့ partnership အဲ့တော့တယောက်နဲ့တယောက်ကဟိုမိတ်ဆွေဟောင်းမိတ်ဆွေခေါင်းနေဖြစ်တယ်ပေါ့နော်အဲ့တယောက်နဲ့တယောက်နားလည်မှုတွေရှိတယ် soul contract တွေအရင်ဘဝတည်းကစိတ်ချင်းဆက်သွယ်ထားတဲ့ connection တွေရှိတဲ့သူမျိုးတွေဖြစ်တတ်တယ်တဲ့နော်ဝိပ္ပတ္တနော်ဝိပ္ပစွာကြဖို့နော်အဲ့တော့ ခုအချိန်ဖြစ်နေတဲ့ energy ကိုပြောတာဖြစ်မှာပေါ့နော်ဝိဇ္ဇာသတိကြာဖို့ဆိုရတဲ့တယောက်နဲ့တယောက်နာကျင်အောင်လောက်တာမျိုးရိုက်တာမျိုးเนาะအဲတယောက်ဟိုဘယ်လိုခေါ်မလဲဒဏ်ရာအနာတရဖြစ်အောင်လှုပ်စေတဲ့အရာမျိုးပေါ့နော်ဒီ whip တွေပြောရရင်ဒီနှစ်ယောက်ရဲ့ connection တွေမှာအဆင်မပြေဘူးကြာဖို့ကြိုင်တာရယ်ဆိုရင်အဲ့ဒါတွေကိုအဆင်ပြေအောင်ဒီဟာကိုလှလက်လှုပ်ဖို့အတွက်ဟိုသူသတိပေးနေတာပေါ့နော်အဲ့လိုမျိုးလေး တိပြထားပေးဖို့ပြောချင်တယ်နောက်တစ်ခုက left foregary ဆိုလက်ကိုတော့ control issue တဲ့လားဟိုပေါ်ပေါ်မှာဓာတ်ကင်နေတဲ့ဘယင်မလို့ပဲသူကလည်းလက်ကိုတော့ control issue တစ်ဖက်သူကိုတိတ်ပြီးတော့ချုပ်ချယ်လွန်တာတွေဟိုတဲ့ short ဖို့လို့တယ်တော့ let go ဆိုဆွန့်လွန်ခိုင်းတယ် let go တော့ control issue တစ်ဖက်သူကိုလိုက်ပြီးတော့ချုပ်ချယ်နေလွန်နေလွန်တာတွေနော်လွှမ်းမိုးခြင်းလွန်တာတွေပိုင်ဆိုင်ခြင်းလွန်တာတွေပိုင်ချောင်းပြခြင်းလွန်တာတွေမလုပ်ပါနဲ့အဲ့ဒါတွေ let go လုပ်လိုက်ပါတယ် allow this situation to unfold naturally ဒီခက်ခဲနေတဲ့အခြေအနေတွေကိုသူ့ဘာသူတဘာဝအတိုင်းအဆင်ပြေသွားပါစေပေါ့နော်။ तू ကသူ့ကို control လုပ်တာမကြိုက်ဘူးဆိုရင်ကိုကမလုံနဲ့ပေါ့နော်။အဲအဲ့ဒါဆိုလို့ရှိရင် तू ကအော် तू ငါ့ကိုနားလဲပြီးဒါပဲငါ့ကို control မလုပ်တော့ဘူးဆိုရင် तू ဘက်ကနေပြီးတော့လေကိုယ့်ဘက်ကိုပြန်ကြည့်လာတာမျိုးတွေဖြစ်မှာပေါ့နော်အဲ့လိုမျိုးလေးအဲ lab oracle လေးနဲ့အချင်းချင်းပြီးထားတယ်နောက် ancient oracle လေးနဲ့ဘာပြောမလဲပေါ့နော် the quickening quickening ဆိုတာဟိုခလေးရှိတဲ့သူတွေမှာ byte ထဲကခလေးဖက်ကနေလှုပ်သွားရလို့ရှိရင်အဲ့ဒါ quickening ကိုခေါ်တယ်လား ဒါတော့ဈေးပညာဟာပြောပြရအောင်နော်။ဥပမာဆိုရင် discovery acceleration knowledge source တဲ့နော်။အဲ့တော့ကိုကတခုခုကိုစစအဲ့လိုပြောကလေးလေးလှုပ်လိုက်တယ်လို့မျိုးပေါ့နော်။ကိုတခုခုကိုအဲအတိတရားရသွားတာမျိုးနော်။ check ကနေအတိတရားရသွားတာမျိုးလေးတွေဖြစ်ဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့တခုခုရှာဖွေတွေ့ရှိသွားတာเนาะ discovering acceleration เนาะ discovering ဆိုရှာဖွေတွေ့ရှိသွားတာ acceleration ဆိုတာကိုလက်ရှိအခြေအနေကနေပြီးတော့ အော်ငါဒီလိုလုံးမလုံးမဖြစ်မှာပါလားဆိုပြီးတော့ပို့ပြီးတော့မြင့်မာတဲ့အတွေးတွေခေါင်းထဲဝင်သွားတာ knowledge เนาะအတွေးတစ်ခုခုဖြတ်ကနေအုံနောက်ထဲဟိုကအတိတစ်ခုဝင်သွားတာ source အဲဘယ်လိုပြောမလဲ source တစ်ခုခုပေါ့နော်ကိုသိခြင်းတဲ့အကြောင်းအရာတစ်ခုခုကိုရုပ်တရက်တိလိုက်ကြားလိုက်ရတာမျိုးတွေရှိလာနိုင်မယ်တဲ့เนาะဒါကတော့ဘာနဲ့ပြောလဲတော့မသိဒါကတော့ကိုနဲ့ပတ်သက်တဲ့ ကိုနဲ့ resonate ဖြစ်ရင်ယူပေါ့လူတိုင်းကတော့ဒီဟာတွေအကုန်လုံးတော့ကိုက်ကြီးချင်မှာကိုက်ကြီးပါဘောเนาะနောက်တစ်ခုက crossing the bridge တဲ့လေကားကိုဒီကန်းလေးချောင်းလေးကိုဖြတ်ကူးနေတဲ့ဂုံးကြော်တံတားလေကားလေးကိုညဘက်မှာဒီမျိုးသမီးကသွားနေတာဘောเนาะအဲ့တော့သူကမီးအိမ်လေးနဲ့လမ်းရှောင်နေတယ်ဟူးချိန်ကလေစောစောကကတ်တရကိုက်တယ်เนาะဒီမှာလဲအလိုပဲ crossing သူတော့ဟိုစောစောက energy check မှာတွေ့လာဒီဆုံးဖြတ်ခတ်နေတဲ့လမ်းမှာကိုပိတ်ဆို့နေတယ် အဲ့တော့အခုအချိန်မှာ crossing the bridge လမ်းကိုပြပြသားသားရွေးချယ်ပေါ့နော်ဟိုမှာလာဤထိန်ထိန်သားနေတယ်သူကအဲ့ဒါကိုဒါမှသူကမီးထွန်းပြီးတော့သူခยีသွားနေတယ်အဲ့တော့ကိုဖတ်ကိုလမ်းကိုရွေးချယ်ပြီးတော့ရဲရဲဝင်းဝင်းဆက်သွားမမြင်ဘူးမလားမီးထွန်းသွားနော်လာရောင်လေးနဲ့ပြထားသေးတာပေါ့မမြင်ဘူးဆိုရင်တော့မီးသာထက်ထွန်းသွားလိုက်အောင်ကိုသွားရမယ်ခยีကိုတော့ cross လုပ်ဖို့သွားဖို့တော့လိုတယ်သွားမှသာခยีရောက်မှာနော် it's time for healing နဲ့နော် ဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ဒဏ်ရာတွေအနာတရားတွေရှိနေတယ်ဆိုလို့ရှိရင်အဲ့အနာကိုပဲတနှုတ်နှုတ်နေတွေးပြီးတော့ငါ့ကို तू ကဒီလိုငါကတော့သူ့ကိုဒီလိုလောက်ရတာ तू ကတော့ငါ့ကိုဒီလိုလောက်ရတယ်ဆိုပြီးအနာကိုတနှုတ်နှုတ်နဲ့ပြန်တွေးပြီးတော့ပို့ပြီးတော့တယောက်ကိုတယောက်ညိုးတွေအမုန်းနေနဲ့နှာချင်အောင်မလုံးမိစေနဲ့ပေါ့နော်ဟီလီလုံးလိုက်ကိုယ်မှာတန်ရာရှိနေရဆိုရင်အော်ဒီတန်ရာဒီလိုဒီလိုဆိုရဖြည်ဖြည်တွေးလိုက်ပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းကိုမှန်အောင်ရှာဖွေလိုက်တယ်နော် connecting နော် mending connecting ဆိုတာကအဲ့လို ဆက်သွယ်လိုက်ပေါ့နော်ဆက်သွယ်လိုက်ဆိုတော့ကိုယ့်ရဲ့လမ်းပြောင်နေရဲဆိုရင်ကိုဒီဒီလမ်းကိုသွားသွားဖို့အတွက်ကိုအဆက်အသွယ်ရဖို့အတွက်ကိုဒီလမ်းကိုဆက်သွားမှာဖြစ်မယ်ဆိုရင်သွားသွားဖို့အတွက်ကိုရွေးချယ်လဲနောက်ပြန်လှည့်ရင်လဲလက်ဟိုစစ်သွက်စစ်ဆက်စစ်ဆက်သွားမယ်ဆိုရင်လဲသွားတခုခုတော့ပြည့်ပြည့်သားသားဆုံးဖြတ်လိုက်နော် mending ဆိုတာကပြင်ဆင်စရာတွေရှိတယ်ဆိုရင်ကိုယ့်ဘက်ကနေပြင်ဆင်လိုက် and releasing လွတ်ချစရာတွေရှိတယ်ဆိုရင်လွတ်ချလိုက်တယ်ဆိုပြီးတော့ universe ကအကြံဉာဏ်ပေးထားတယ်နော် အဲ့တော့ဒီခု region နဲ့ပတ်သက်ပြီးအားလုံးခြုံပြောရရင်၃လအတွင်းမှာပါဖြစ်နိုင်မလဲဆိုရင် collective leader ဘက်ကလည်းပြင်ဆင်ရမှာရှိတယ်တစ်ဖက်သူဘက်ကလည်းအချို့ကိစ္စတွေပြန်ပြီးတော့ပြင်ဆင်ဖို့လိုအပ်တယ်အဲ့လိုပြင်ဆင်လိုက်မယ်ဆိုရင်တော့၃လအတွင်းမှာတယောက်နဲ့တယောက်နားလည်မှုတွေပြန်ရလာပြီးတော့ပြန်ပြီးတော့ဒီလိုတယောက်နဲ့တယောက်နော်ပန်ပေးအေဂျင့်နဲ့ဆိုတဲ့ပုံစံမျိုးလေးတွေရှစ်သူကြီးစားဖြစ်ကစားတယောက်ကိုတယောက်နော်ဟိုဟိုခွင့်လို့အောင်ကြည်အေးအောင် အမှတ်တရအဖြစ်လေးနဲ့ပန်းလေးတွေပေးတယ်ဆိုတဲ့အခြေအနေမျိုးလေးတွေကိုပြန်လည်ရရှိပိုင်ဆိုင်နိုင်လိမ့်မယ်လို့ပြောထားပါတယ်ဒါကတော့ collective region လေးဖြစ်ပါတယ်အားလုံးခြေနဲ့နှိမ့်သိမ့်မယ်လို့ပြောလိုက်ပါတယ်အကြာကြီးပဲ energy ရဲ့အောက်နေရနိုင်ငံလင်းပြီးကြတဲ့ post တစ်ခုပဲတင်ပြတယ်ပေါ့နော်အခုလဲဟိုအဟောင်း account ကအဟက်ခံထားတာဖြစ်တဲ့အတွက်ဒီ page အသစ်မှာစပြီးတော့ post တွေပြန်တင်มาဖြစ်ပါတယ်ဒီ page ကိုပဲ like လုပ်ပြီး follow လုပ်ထားပေးပါဟို page ကလူတွေဒီဘက်ကိုရောက်တာ တင်ချပြီဆိုရင်တလားလောက်နေเนาะဟိုပေ့ကိုလုံးဝဖျက်ပြစ်လိုက်မှာဖြစ်ပါတယ်အဲအားလုံးကိုကျေးဇူးတင်ပါတယ် follower ဒီ page ကိုဟိုပရိသတ်တွေပို့တည်အောင်ပြန်ပြီးတော့အရင်လူဟောင်းတွေလည်းတည်အောင်လို့များများ like and share follow လေးလေးလုပ်ပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်